ျွန်ုပ်ဒီအကျိုးသက်ရောက်မှုကိုမဟုတ်ဘဲအကြောင်းရင်းကိုကုတရရန်အကြောင်းပြောရန်ဤနေရာတွင်ရှိပါသည်ထို့ကြောင့်ကျွန်ုပ်တို့အယိုးထုကူဆရာဝန်များသည့်ခွဲစိတ်မှုများပြုလုပ်ရန်လေ့ကျင့်ထားကြသည်ထို့သောကျွန်ုပ်တို့သည်ချက်ချင်းမှန်ကန်သောယောဂရှာဖွေရန်လေ့ကျင့်ထားတဲ့သည့်မာယွန်းသောယောဂရှာဖွေရန်မဖြစ်သင့်ပါထို့ကြောင့်ကျွန်ုပ်၏ပမောက္ခများသည့်ယောဂရှာဖွေရန်အဆုံးတွင်ယောဂသမိုင်းကို45မိနစ်ကြာယူရန်အလွန်စိတ်ဝင်စားကြသည်။ယင်းသည့်ယောဂသမိုင်းမှာသာယောဂရှာဖွေရန်ခရီးရမည်ဖြစ်ပြီးဒုပုံများဖြင့်မဟုတ်ပါ။ ထို့ကြောင့်ကျွန်ုပ်တို့ကိုလေ့ကျင့်ပေးခဲ့သည့်နီလန်ဖြင့်ယောဂသမိုင်းကိုသာလူချင်းဖြင့်ယောဂရှာဖွေရန်ပြုလုပ်ပါသည်ထို့ကင်ကျွန်ုပ်တို့သည်အနီရောင်လမ်းများကို ရှာဖွေကြသည်ဥပမာဖျားခြင်းထိခိုက်ဒဏ်ရာရခြင်းစသည်ဖြင့်ကျွန်ုပ်တို့သည်အနီရောင်လမ်းများကိုရှာကြသည်အနီရောင်လမ်းများကိုတွှိရှိပါကရုပ်ပုံရိုက်ခြင်းကိုချက်ချင်းပြုလုပ်ပါသည်အခြားအရာများကိုမစဉ်းစားပါကျွန်တော်တို့ဒီယောဂရှာဖွေရန်ပြုလုပ်တော့ခါကုသမှုဤ၃ပုံလေးပုံဒီပြီးဆုံးသွားပြီဖြစ်သည်။ရင်းဒီကုသမှုအောင်မြင်ပြီးဖြစ်ကြောင်းကိုဆိုလိုသည်။ ကျန်ရှိသောကုတမှု၏၄ပုံတပုံသည်အလွန်လွယ်ကူသည်ဒါကတော့အကျိုးသက်ရောက်မှုကိုမဟုတ်ဘဲအကြောင်းကိုကုတခြင်းဖြစ်သည်